ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှာမရေညီမပစ္စည်းတွေအကောင်လုံးထုတ်ပေးပြီး သွားမယ်လေမဟုတ်ရင်ညီမတို့နောက်ကျသွားလိမ့်မယ်ငွေစင်ရေဒီအိမ်ကိုထားပြီးဘလို့သွားရမှာလဲငါမင်္ဂလာဆောင်ပြီးဒီအိမ်ကိုပဲလာခဲ့တာလေ တနေ့ဒီအိမ်ကနေဒီလိုထွက်သွားရမယ်ဆိုတော့တကားမှမတွေ့ဘူးနန်းတော်ကြီးမင်းဝမ်းနေမနေပါနဲ့ဒီချိန်ကငါတို့အားလုံးအတွက်အရင်ခက်ခဲတယ်ဒါပေမဲ့ငါတို့အားလုံးအတူတူပေါင်းပြီးဒီဒုက္ခနဲ့ရင်ဆိုင်ရမယ်အားလုံးကသူတို့ပစ္စည်းတွေကိုယူပြီးတက္ကစီကားကရထားဘူတာကိုတန်းသွားလိုက်ကြပါတယ်ခဏကြာမှရွာကိုသွားတဲ့ရထားကဘူတာကိုရောက်လာခဲ့ပါတယ်ပြီးတော့အခုအားလုံးကရထားနဲ့ခရီးဆက်ပြီးရွာကိုရောက်သွားခဲ့ကြပါတယ် ရောက်ရောက်ကြနေတမိသားစုလုံးရဲ့အချင်းလေးကအပူတန်းကြောင့်ဆူရသွားခဲ့ပါတယ်။အိုးဖျားရေရောင်းမရေဒီရွာမှာအရန်ပူတာပဲ။မြမရဲ့ခန္ဓာကိုယ်ကအပူတန်းကြောင့်ပူလောင်လာပြီ။ငါကိုယ်တိုင်တော့နှစ်အတော်ကြာမှငါရွာကိုပြန်ရောက်တာ။အရင်တော့ကတော့တလောက်မပူပါဘူး။ကျမတို့ကမြို့မှာအေကိုနဲ့နေကြတာဆိုတော့ကျမတို့ကတလောက်မပူဘူးလေ။အခုရွာကိုရောက်လာတော့ကျမတို့ကအပူတန်းကိုခံစားနေရတာပေါ့။အိမ်မှာအေကိုလာတလုံးတော့ရှိတယ်။ ဒါပေမဲ့နှစ်တွေအရင်ကြာနေပြီဆိုတော့အဲ့ဒါပြက်နေလားပါလားမသိဘူး။တမီတောင်စုလုံးကပူပြင်းတဲ့နေရာအောက်မှာအချင်းတတော်ကြာတဲ့အထိလမ်းလျှောက်ပြီးဒေါ်ချိုပြုံးလိုရွာကအိမ်လေးတစ်လုံးကိုရောက်သွားခဲ့ကြပါရယ်။အိမ်ရောက်တဲ့ဇုံမျိုးကအိမ်ထောက်မှာထားထားတဲ့အေကူလာအဟောင်းတတိလေးကိုအရင်ဖွင့်ဖို့ကြိုးစားပါရယ်။ဒါပေမဲ့အချင်းချင်းကြိုးစားတာတောင်အေကူလာကိုဘလို့မှဖွင့်မရပဲဖြစ်နေပါရယ်။အဲ့ဒါဆိုညီမတို့ကတလောက်ပူတဲ့ဘူးချိန်မှာအေကူလာတို့ပန်ကာတို့အေကူမပါပဲနေရတော့မှာလား။အခုရေး ညီမလေးကအဲကုမပါပဲတကားမှမနေဘူးညီမတလောက်အပူထဲမှာဘလို့နေရမှာလဲငါအိမ်တောက်မှာထပ်ထားတဲ့လက်ရက်တောင်တော့တွေ့တယ်အဲကုလာတွေပန်ကားတွေစီစင်လို့မရသေးရတော့ဒီရက်တောင်တွေနဲ့ပဲရက်ခဲရမှာပေါ့အပူတန်းကြောင့်တမိသားစုလုံးရဲ့အချင်းဒီလည်းအရင်ကိုစိုးရွားနေခဲ့ပါတယ်မသိရင်သူတို့ခန္ဓာကိုယ်ကနေချွေးတွေရေလိုပဲစီးကျနေခဲ့ပါတယ်မိတို့အလုံးကကျွန်တော်ကြောင့်ပဲဒီလိုဒုက္ခတွေနဲ့ဖြတ်တန်းနေရတာမလားကျွန်တော်အမားကြောင့်ပဲဒီနေ့ကျွန်တော်တို့အလုံးကကို့အိမ်နဲ့ရာအလုံးကိုဆွန့်လွှတ်ပြီး ဒီလိုပူပူလောင်လောင်နေရာကြီးမှာလာနေနေရတယ်။ဘာလို့အဲ့လိုပြောနေရလဲ။ဒီထဲမှာရှင်အမားမှမရှိတာ။ဒါရီအားလုံးကရှင်ရဲ့စီးပွားရေးလှုပ်ဖော်ကံမဲ့ကြောင့်ဖြစ်သွားတာလေ။ရှင်ကသူ့ကိုယုံကြည်ခဲ့ပေမဲ့သူကအဲ့ဒါအခွင့်ကောင်းယူပြီးကုမ္ပဏီမှာအလွဲသုံးစားလုပ်ခဲ့တယ်။ပြီးတော့အပြစ်တွေအားလုံးရှင်ပေါ်ပုံချခဲ့တယ်။ပြီးတော့ရှင်ကအရာရာဆုံးရှုံးခဲ့ရတယ်။ပြီးတော့ကျမတို့ကဒီရောက်ရောက်လာရတယ်။ဒါပေမဲ့ရှင်စိတ်မပူပါနဲ့။အရာအားလုံးအဆင်ပြေသွားမှာပါ။မမနဲ့ပြန်မြို့ပြန်ထွက်ရမယ်။ ငါတငယ်ချင်းကအရင်ကောင်းတဲ့ရှေ့နေတယောက်နဲ့စကားပြောပြီးထားတယ်။တကယ်လို့အလုံးအစင်ပြေသွားရင်ငါတို့ကုပစ္စည်းတွေကိုပြန်ရလိမ့်မယ်။ဇော်မျိုးကအတုံးစီအိတ်အတွက်နန်တော့ကိုပစ္စံနေနေပြေးလိုက်ပါတယ်။ပြီးတော့နောက်နေ့မှာဘတ်စကားစီးပြီးမြို့ကိုထွက်သွားပါတော့တယ်။နန်တော့ကသူ့ရောက်ခမနဲ့ရောင်းမနဲ့အတူအိမ်မတယောက်ထိကျန်ခဲ့ပါတယ်။တရက်နှစ်ရက်လောက်နေတဲ့အခါမှာတော့သုံးယောက်လုံးကတနည်းနည်းနဲ့ပူပူလောင်လောင်နဲ့မှပဲနေလိုက်ကြပါတော့တယ်။ဒါပေမဲ့အခုရက်တွေကြာလာတာနဲ့အမျှ အပြင်မှာအပူချိန်က45ဒီဂရီထက်တောင်ကျိုးသွားခဲ့ပါပြီ။အမေရေဒီအပူထဲမှာနေရတာတော်တော်ခက်ခဲနေပြီ။ကြည့်ပါဦး။နှစ်နာရီလောက်ကမှကျမထမင်းချက်ထားတာ။ဒါပေမဲ့ရာသီဥတော်ပူလို့တော့ထမင်းတွေတောင်ပြတ်ကုန်ပြီ။အပူချိန်ပြင်းနေရတဲ့အစာကလေးကစားချင်စိတ်မရှိတာ။ပြီးတော့အစားစာတွေအများကြီးရလဲအကုန်အလားအသာဖြစ်ကုန်ပြီ။သမီးမနေရမှဒီကနေခက်ဝေးဝေးမှမြစ်ခုတွေ့လိုက်တယ်။လာလေသမီးတို့အဲ့ဒီကိုသွားရအောင်။ ရွာလူတွေမြစ်ထဲမှာရေစင်းချိုးသလိုသမီးတို့လည်းချိုးလို့ရတာပေါ့အ ਨੇ ဆုံးတော့အပူတန်းနဲ့တက်တာတာပေါ့မြစ်ထဲမှာရေစင်းချိုးတော့သူတို့ကအပူကနေတက်တာရရခဲ့ပါတယ်ဒါပေမဲ့အင်ပြန်ရောက်တာနဲ့ပဲသူတို့ကအပူတန်းကြောင့်ချွေးတွေနဲ့ပြန်ပြီးဆူရွှေးသွားခဲ့ပါတယ်ဒေါ်ချူပြုံးကသွေးတို့လို့မကြာခဏမူးလိုက်ကြခဲ့ပါတယ်ပြီးတော့ငွေစင်းကလည်းမူးလိုက်လာခဲ့ပါတယ်လန်နာကသူကိုဝင်ရှိနေတာကိုမကြာသေးခင်ကမှသိလိုက်ရပါတယ်အဲ့တော့အပူထဲမှာသူ့အချင်းလေးပူဆိုးလာခဲ့ပါတယ် နေတိုင်းလိုပဲနန္ဒာကမြေကဲနားမှာဝေ့လျှော်ပြီးအိမ်ပြန်လာနေတော့မှပဲသူကခေါင်းမူလာခဲ့ပါတယ်။အဲ့တော့နန္ဒာကအနီးနားကတစ်ပင်ကြီးကြီးတွေရဲ့ရေအောက်မှာသွားထိုင်လိုက်ပါတယ်။ဒီချိန်မှာနန္ဒာကအဲ့ဒီတစ်ပင်ထဲမှာအပေါအကြီးကြီးရှိနေတာကိုတွေ့သွားပါတော့တယ်။ဟဲဒါဘာကြီးလဲဒီတစ်ပင်ထဲမှာအပေါကြီးတခုခုရှိတယ်။အတွင်းထဲမှာနေရာအကျဉ်းရှိမဲ့ပုံမှန်နန္ဒာဟာတစ်ပင်ထဲကိုဝင်သွားတော့အထဲမှာနေရာအကျဉ်းကြီးတခုဖြစ်နေပါတယ်။အဲ့ဒီမှာနန္ဒာဟာတက်တောင့်တက်တာနဲ့ထန်လိုက်ပါတယ်။ ဒီနေရာအတွင်းထဲကနေတော်တော်ကျဲတာပဲပြီးတော့ဒီမှာတော်တော်အေးတာပဲနော်ငါတော့လုံးဝမပူတော့ဘူးအဲ့ဒီအေးရင်းမှာနန္ဒာဟာခဏလောက်ဣပြောသွားခဲ့ပါတယ်ညနေရောက်တော့နန္ဒာကနိုးလာခဲ့ပြီးသူကအဝတ်တွေယူပြီးတော့အင်ကိုအမြန်ပြန်လာခဲ့ပါတယ်သူရောက်ခမနဲ့ရောင်မကမီးတော့နန္ဒာဟာသူ့ကိုအကြောင်းစုံပြောပြလိုက်ပါတယ်ရောင်မကြီးတကယ်ပဲအဲ့လိုနေရာရှိရလားအဲ့မှာအရင်အေးရလားယင်အဲ့ဒါဆိုရင်အဲ့ဒီမှာလုံးဝမပူလောက်တော့ဘူးပေါ့နော်ဟုတ်တယ်ငွေစင် အဲ့မှာတိတ်မပူအဲ့ဒါကြောင့်ငါအိတ်ပျော်သွားတာပြီးတော့ညနေမှပဲနိုးတော့တယ်မနေ့ပြန်အမေတို့နှစ်ယောက်ကိုအဲ့ဒီကိုခေါ်သွားပေးမယ်နောက်နေ့မှတော့နန္ဒာကသူ့ယောက်ခမနဲ့ရောင်းမကိုလည်းအဲ့ဒီကိုခေါ်သွားလိုက်ပါတော့တယ်ပြီးတော့ဒေါချိုပြုံးတဲ့ငွေစင်းကအဲ့ဒီတပင်းလေးကိုဝင်သွားတဲ့အခါမှာတော့ဒီထဲမှာလူနှစ်ယောက်သုံးယောက်လောက်ကတထောင်တက်တာနဲ့ထိုင်လို့ရတယ်ပြီးတော့ဒီမှာတော်တော်လေးအေးတယ်နော်ညီမပြောမယ်ညီမတို့အဲ့ဒီအိမ်ကိုဆွတ်လွတ်ပြီးတော့ဒီမှာပဲလာနေကြမယ် အပြင်မှာအပူချိန်60ဒီဂရီနဲ့သေးလို့မတက်ဖြစ်နေရတာဒါပေမဲ့ဒီမှာအဲ့လိုမဖြစ်ဘူးနော်အေးငါလည်းအဲ့လိုပဲစဉ်းစားနေရဒါပေမဲ့အရင်ဆုံးတည်နေအောင်ငါတို့ကနေလို့ရအောင်လှုပ်ရမယ်လေနန္နာကသူ့ရောင်းမနဲ့အတူပေါင်းပြီးအဲ့ဒီပင်အထွန်းပိုင်းကိုရှုံနေတဲ့အသေးချာတုပ်လိမ့်လိုက်ပါတယ်ပြီးတော့ကျဲမြေမှာစောင်းနေကိုလည်းခင်းလိုက်ပါတယ်ဒီတော့အခုသူတို့ကတက်တောင်တက်တာနဲ့နေထိုင်လို့ရသွားပါတော့တယ်ဒါပေမဲ့ရာသီဥတုပူပူလာတာကြောင့်သူတို့ဟာအဲ့ဒီတပင်ထဲမှာလည်းနည်းနည်းပူလာခဲ့ပါပြီ ရောင်းမရေဒီမှာအရင်တုန်းကတော့မအေးတော့ဘူးအပူချိန်ကဒီနေရာကိုလည်းပူအောင်လှုပ်လိုက်ပြီဒီသစ်ပင်ထဲမှာညီမတို့ကနေဖို့နေရာလှုပ်ထားသလိုအဲကွန်တစ်ခုပါလှုပ်လို့ရန်တိတ်ကောင်းမှာပဲဒါပေမဲ့ဒါမှဖြစ်နိုင်ပါ့မလဲအဲကွန်အစ်စ်တော့မဟုတ်ဘူးဒါပေမဲ့ငါတို့အုံနောက်ညံနဲ့ဖန်တီးလို့တော့ရတယ်မြင်သိတဲ့အတိုင်းပဲလေငါဟာဝဲတင်နှံတက်ထားတော့အဲ့မှာတီးလို့ရတယ်အများကြီးကိုတင်ခဲ့ရတာရောင်းမရောင်းမတကယ်ပြောနေရလား ဲ့ဒါဆိုရောင်းမှညံအသုံးပြုပြီးတော့အဲကွန်းအောင်လုံနိုင်နေပေါ့လေဟုတ်တယ်ရတာပေါ့အဲအချိန်တော့နည်းနည်းကြာမယ်ဒါပေမဲ့ဒါကလည်းဖြစ်နိုင်ပါတယ်အခုနန္ဒာကတော်တော်ကြာကြာစဉ်းစားပြီးအဲကွန်းလုပ်ဖို့အကြံတစ်ခုရခဲ့ပါတယ်သူကအရင်ဆုံးသူ့ရောင်းမနဲ့အတူအိုးတလုံးကိုသွားပေးပါတယ်ဒါဘာကြီးလဲရောင်းမရောင်းမအဲကွန်းလုပ်ဖို့အတွက်အိုးဝဲနေရလားရောင်းမဒီအိုးလေးနဲ့အဲကွန်းလုပ်မှလာရင်ဟုတ်တယ်ငွေစင်ရယ်အဲ့လိုပဲမှတ်လိုက်တော့ ။ဥဝေပြီးနောက်နန္ဒာကပစ္စည်းအဟောင်းဆိုင်တစ်ခုကိုတွားလိုက်ပါတယ်။အိမ်မှာသူကတံပြားတချို့နဲ့ဝိုင်ယာကျူးတွေလည်းတွေ့ခဲ့ပါတယ်။နန္ဒာကအရာတွေဝယ်နေတော့မှပဲသူကပစ္စည်းအဟောင်းဆိုင်တောက်မှာချထားတဲ့ဆူလာပြားပိုင်းစာတွေကိုတွေ့သွားပါတော့တယ်။ဒါကိုကြည့်ပြီးနန္ဒာကရင်ကိုအံ့ဩသွားခဲ့ပါတယ်။ဒါဆူလာပြားတွေပဲ။ဒါပေမဲ့ဒါရှင်းစီမှာဘာလို့ရောက်နေရလဲ။အော်တော့ရွာတရရောက်ကမှားထားတာဒါမဲ့ तू ကအဲ့ဒါကိုဘယ်လိုသုံးရမှန်းမသိဘူးအဲ့တော့ तू ကကျွန်တော်ကိုပြန်ရောင်းလိုက်တော့ ယူခြင်းနဲ့ဆိုရင်တော့ယူသွားပါကျွန်တော်တို့တော့ဒါအမှိုက်ပဲလေဒါဘာပြည့်စုံမှန်းတော့မသိဘူးနန္ဒာကအချိန်ဖြုံးမနေတော့ဘဲအဲ့ဒီဟောင်းဆိုင်ကနေဆိုလာပြားကိုဇီးတက်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 နဲ့ဝယ်လိုက်ပါတယ်ပြီးတော့အိမ်ပြန်ရောက်တာနဲ့အရင်ဆုံးအဲ့ဒီအိုးရဲကိုလေဝင်ဖို့အတွက်အပေါင်ကြီးကြီးတစ်ခုကိုဖောက်လိုက်ပါတယ်ပြီးတော့တံပြားတွေကိုအချင်းချင်းဆက်လိုက်ပြီးပန်ကာတိတိလေးတစ်ခုကိုလောက်ကအိုးအဝါမှာတက်လိုက်ပါတယ်ရှောင်းမရေရှောင်းမအေကွန်းလုံနိုင်မှာသိချပါရဲ့နော်ဒါရီကိုကြည့်ပြီးတော့ညီမအခုတန်တရားဝင်ချင်လာပြီ ငွေစင်ရဲ့နင်စောင့်ကြည့်နေလိုက်ပါငါဒီအိုးနဲ့ဘလို့အဲကွန်းလုံမလဲဆိုတော့လေနန္ဒာကအခုအဲ့ဒီအိုးနဲ့ကျန်တဲ့ပစ္စည်းတွေကိုယူပြီးအဲ့ဒီတပင်းနောက်ကိုပြန်လာခဲ့ပါတယ်ပြီးတော့တပင်းပေါ်မှာဆူလာပြားတွေကိုကောင်းကောင်းလေးတက်ဆင်လိုက်ပါတယ်ပြီးတော့ဝါယာကြိုးတွေကိုလည်းဆက်လိုက်ပြီးဥဘောကပန်းကားနဲ့တီချာချိတ်လိုက်ပါတယ်ဒါကြောင့်နေပြင်းလာတာနဲ့အမျှဆူလာပြားကပူလာပြီးအောင်းဝင်လာတော့ပန်းကားကလည်းလေလာခဲ့ပါတယ်ဒါကြောင့်ဥမာဖောက်ထားတဲ့အပေါက်ကနေလီလီလိမ့်ထွက်လာခဲ့ပါတယ် ဘာရောက်မရေးတီတီကနေတကယ်ပဲလေထွက်နေတယ်ဒါပေမဲ့တီလေကတိတ်မအေးဘူးတာမန်လေးလိုပဲအဲကွန်းလေးလိုမျိုးတော့မဟုတ်သေးဘူးအင်းတီထဲမှာတခုခုလိုနေသေးတယ်အဲ့ဒါကြောင့်မနန္နာကဆိုင်ကနေရေခဲတွေအများကြီးယူလာပြီးဦးရင်းကိုထည့်လိုက်ပါတော့တယ်ဒါကြောင့်ကြည်ရင်ကြည်ရင်နဲ့အခုနန္နာရဲ့အိုးနောက်ညံ့နဲ့ဖန်တီးထားတဲ့အိုးအဲကွန်းလေးဟာအစင်းတင်ဖြစ်သွားခဲ့ပါပြီအခုအဲ့ဒီအိုးအဲကွန်းကိုနန္နာကတစ်ပင်အိမ်ထဲမှာကောင်းကောင်းတက်ဆင်လိုက်ပါတယ် ပြီးတော့တမိသားစုလုံးကမြေကဲနာကတပင်းအင်းထဲမှာအေးကွန်းရဲ့လေးအေးအေးလေးထဲမှာပင်အနားယူကြပါတယ်။ဝေါ့ချွေးမနန္ဒာရဲ့နင်အယမ်းတော်တာပဲတပင်းထဲမှာအေးကွန်းလှုပ်လိုက်တယ်။ဒါကနေလေအေးကွန်းအစ်စ်လိုလေမျိုးရရဲချွေးမဟုတ်တယ်ရောင်းမရဲ့အခုတကယ်ပဲအပူတန်းနေအများကြီးကိုတတ်တာသွားပြီ။ပြီးတော့မြစ်ကလည်းတီရှိမတင်းဆိုတော့နေပူပူထဲမှာမြစ်ကဲနာအလုပ်တစ်ခုခုကြောင့်သွားစရာမလိုတော့ဘူး။ညီမတို့အလုပ်တွေအားလုံးအေးအေးဆေးဆေးလုပ်လို့ရပြီ။ ဒေါ်ချိုပြုံးတဲ့ငွေစင်တို့ကနန်းနာကိုရင်ချီကြည့်ကြပါတယ်။အဲ့နောက်မှာတမိသားစုလုံးကမြေကဲနာကသူတို့ရဲ့တပင်းအိမ်ထဲမှာအေကွန်နဲ့အေးအေးဆေးဆေးနေထိုင်ကြပါတယ်။ရန်နေငယ်ကြမှာတော့ဇုံမျိုးကလည်းမျိုးကနေပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့တရင်ကောင်းတွေကိုလည်းယူလာခဲ့ပါတယ်။အခုတမိသားစုလုံးကမျိုးကိုပြန်သွားပြီးအရင်ကလိုနေထိုင်ကြပါတော့တယ်။ရှားမေးဒါရီကပါရီလဲအခုညီမတို့ကအဲ့ဒီအပူထဲမှာရွာမာရောမရှိတော့ဘူးလေ။ရောင်မကဘာလို့ဒီအိုးအဲယားကွန်းလုံနေရလဲ။ ဒါတွေညီမတို့ကမလိုအပ်တော့ဘူးလေအဲ့ဒီအပူထဲမှာနေပြီးတော့ငါတိလိုက်ရတာလေအဲ့ဒီအပူထဲမှာဝေဒနာခံစားပြီးသေနေရတဲ့ဆင်းရဲတဲ့သူတွေဘလောက်တောင်များလဲဆိုတာပဲသူတို့စီမှာအဲကွန်းဝယ်ဖို့အလောက်ပတ်စံမရှိကြဘူးလေအဲ့ဒါကြောင့်ကသူတို့တွေကိုဈေးအသက်သာဆုံးနဲ့ဒီအိုအေယာကွန်းတွေကိုရောင်းမင်းမယ်အဲ့လိုနဲ့အခုဆင်းရဲတဲ့သူတွေကလည်းအပူတန်းနဲ့တက်တာရရလိမ့်မယ်ဝေါရောင်းမရေရောင်းမတကယ်ကောင်းတဲ့အလောက်ကိုလုံနေရပဲညီမလည်းဒီအလောက်မှာရောင်းမကိုကူညီပေးမယ်နော် အခုတမီယောက်မှနှစ်ယောက်လုံးကပူပေါင်းပြီးသူတို့ OA ကုန်းလုပ်ငန်းကိုစတင်လိုက်ကြပါတယ်။ပြီးတော့စင်ရဲသားတွေကိုကူညီရင်းနဲ့သူတို့ကိုဈေးတက်တက်တတနဲ့ OA ကုန်းကိုရောင်းပေးကြပါတယ်။ဒါကြောင့်အခုစင်ရဲသားတွေကလည်းဒီနေရာဒီမှာလေကူစော်နဲ့ပဲအေးမြတွေလေးကိုခံစားနိုင်ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။